အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တွေအားလုံးမင်္ဂလာပါဆိုတော့အခု Premier League ကကျွန်တော် Club အသင်းတွေပေါ့လေ Premier League က Arsenal ရဲ့ Tottenham ရဲ့ဒါတစ်ဖက်က Liverpool ရဲ့သုံးသင်းလုံးကသူတို့ရဲ့ပြိုင်ဘက်တွေကိုအကုန်လုံးနိုင်သွားတယ် Spurs ကတော့ Copenhagen Arsenal က Slavia Praha now Liverpool က Real Madrid သုံးပွဲလုံးနိုင်တယ် clean sheet အပြည့်ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ England Premier League Club တွေ ရဲ့အစင်တန်တော်တော်လေးကောင်းလာတယ်ဆိုတဲ့အချက်ပေါ့လေသူပြည့်လာလီကာမှာဆိုရမ်မတွေ့ကတော်တော်လေးခြေကောင်းတယ်ဒီအသည်မှာသူတို့ဒီကိုတပွဲပဲရှုံထားတာဒါပေမဲ့လီဗာပူးနဲ့ကန်တဲ့အခါမှာခြေတော်တော်ကွာတယ်ဗျခြေကွာတာကအခုတစ်နှစ်လည်းမဟုတ်ဘူးနှစ်နှစ်ရှိပြီမနှစ်ကလည်းခြေလုံးဝမကောင်းဘူးဒီနှစ်လည်းခြေလုံးဝမကောင်းဘူးဆိုတော့ဒါဒီလီဗာပူးအသင်းရဲ့ performance ဆိုရင်အခုဆိုရင်နှစ်ပွဲရှိပြီအာနီစလောအသင်းကအသင်းဆပြီးတော့ပြန်ဟန်ချက်ပြန်ညီပြီးတခုပဲ Florian Verstappen နည်းနည်းလေးကန်ဆိုးနေတဲ့အချက်ပေါ့လေသူဖန်တီးပေးလိုက်တဲ့အလုံးတိုင်းကကိုဖြစ်ရမယ့်အစားမှာကိုဒမဆီဆီသွားတဲ့အချက်ပဲ Florian Verst ကအဲ့ lag လေးနည်းနည်းလုံနေတာသူ့ရဲ့ style of play ကောင်းတယ်ဗျအတိုးစိတ်လေးတွေဒါ game တွင်းမှာသူပေါင်ပတ်သက်နိုင်တဲ့အနေထားတွေ game တစ်ခုကိုဖတ်နိုင်တဲ့အနေထားတကယ် tight area တွေမှာသူလှုပ်သွားတာလေးတွေကောင်းတယ်တကယ်နဲ့အရေးကြီးတဲ့ goal ဖြစ်ပြောင်းရမယ့်အချိန်မှာ သူ့ဖန်တီးမှုလေးတွေကဂိုးဖြစ်မဖြစ်နိုင်တဲ့ပြဿနာအဲ့တစ်ချက်ကသူ့တည်းနည်းနည်းလေးကန်ဆိုးတယ်ဆာဘော့စလိုင်းကတော့လီဗာပူးရဲ့အကောင်းဆုံးပုံမှာပဲဒါဒီယာတီမှာအခုအဲ့နိုင်ပွဲကလီဗာပူးအတွက်ဒီယာတီကိုပြန်ပြီးတော့ပြန်ပြီး recover ဖြစ်နိုင်မဲ့ confident ထပ်ပေးတယ်အာစွန်ဗီလာနဲ့ပွဲမှာတည်းကလီဗာပူးကစားတာကောင်းနေပြီနော် okay ခံစင်းတဲ့ဟွာတော့ struggle မဖြစ်ဘူးငြိမ်လာပြီဒါပေမဲ့တိုက်စစ်ကနည်းနည်းရုန်းကန်ရတယ်ဗီလာရဲ့ gift ကူက သူတို့ကိုယုံကြည်မှုရသွားသေးတာမှန်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာ match better ပဲ defensive မှာလည်းခနာတီးရဲ့ sloppy နှစ်ခါသုံးခါလောက်ဘောလုံးမှားပေးတာကလွဲရယ်သူရဲ့ခံစစ်ပိုင်းမှာသူနဲ့ van dyke အတွဲမိတယ် graven bash က defensive ကိုကူတယ်ဆိုတော့ပွင့်လေကသူ့လို့သူ့လို့တဲ့ function တွေကိုအလုပ်ဖြစ်တယ်နီးပြကအဆုံးဖြတ်ချက်မှန်တယ်အန်ဒီရောဘင်ဆန်ကိုဆက်သုံးတာသုံးသုံးရမှာ Robinson နဲ့ Kakis နဲ့အကွာကြီးပဲ Andy Robinson မှာအားနေချက်ဆိုလို့ pace လောက်ပဲကျန်တော့တာကျန်တဲ့ပိုင်းမှာ Middle Kakis ကပုံသားကြီးပဲဆိုတော့သူအတွေ့အကြုံကိုပြန်ယူလိုက်တယ်ဟိုဘက်က corner Bradley နဲ့အခုလက်ရှိအနေထား Liverpool ကအဲ့ Alexis McAllister ရဲ့ McAllister ရဲ့ Grambach ရဲ့ Sobol sign အတွဲပဲသုံးအလုပ်ဖြစ်တယ်ဟုတ်ကဲ့ခုနပြောလို့ Florian Vers ကိုကပ်ပုံနဲ့အလှည့်ချပုံစံသွားတာ အကီဒီကေရတဲ့ဂိုးရမော်လေဒီနေ့ဆိုထီဘူခော့ထွာတာလက်ဆွဲမပြရင်ဒီတမကဂိုးပြတ်တယ်ခြောက်လုံးခုနှစ်လုံးအပိုင်နေတော့မဟုတ်ဘူးလေဒါပေမဲ့တေချာပေါ့အပိုင်လို့အလုံးမျိုးတော်တော်များများကိုကိုသူမကအမြဲတမ်းနေရာတိုင်းမှာစတန်တိုပဲဥပမာပထမပိုင်းနဲ့ကဗျာဒီညာဘက်ချမ်းကဘောလုံးပိုးလိုက်တဲ့အလုံးဆိုရင်တကယ်ဆိုရင်ဆော့ဘိုဆိုင်ဂိုးတဲ့တာလှိမ်ဘောပဲကန်ဂိုးနိုင်တယ်သူသူကိုသူမအပြင်းကန်ခြင်းတဲ့အခါမှာထီဘူခော့ထွာဆေ့သွားတယ်ဆိုတော့ မဒရစ်ရဲ့တိုက်စစ်လမ်းကြောင်းအားလုံးကကြည့်လို့ရှင်ဗီနီရှက်ရဲ့ဒီအမ်ဘက်ပေးရဲ့ကျူပါလင်ငယ်ဒါပဲကောင်တာနဲ့တူးချင်းသွားမယ်ထောင်းဖို့လောင်းဖို့ပေးမယ်ပုံစံတလောက်ပဲဆိုလိုဘဘူးကအရန် very easy study လုပ်ထားသူဘာမှထူးခြားမလုပ်ပြနိုင်ပြတချက်ချက်အမ်ဘက်ပေးရဲ့တကယ်အရေးသွေး quality cross ရေဆွတ်ထွက်သွားတယ်ကောင်းတယ်ဒါပေမဲ့ဗီနီရှက်ဂျူနီယာရဲ့လုံနိုင်တဲ့လုံအားနဲ့ဖေးစီ defensive ဘိုင်းတွေက corner bradley ကိုကြိုးမကြောဘူးဆိုတော့အဲ့ဒီ liverpool ကအဲ့ဒီနေ့ပြတဲ့ corner bradley နဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်းသတိထားမိအချက်ကအဲ့လိုပွဲကြီးတွေဆိုသူအမြဲကောင်းတယ်ဒါပေမဲ့တာမန်ပွဲတချို့ပွဲတွေပွဲငယ်လေးတွေကြာရင် तू struggle ဖြစ်တယ်ဘာကြောင့်လဲတော့မသိဘူးပွဲကြီးတွေမှာ तू ပြိုင်ဘက်ကသူ့ထက်ပိုကောင်းတဲ့ကစားမတယောက်ဖြစ်ရင်သူ့ရဲ့ concentrate အပိုင်းနဲ့ channel ဘိုင်းမှာတော်တော်ကောင်းတယ် corner bradley ဒါပေမဲ့အဲ့ဒီပွဲသေးလေးကြာရင် corner bradley ကအာတခါကျရင်ကြောင်ကြောင်ဒါပေမဲ့ andy robertson ကိုသုံးတာမှန်တယ် ဒါတုံးတာမှန်တယ်နောက်ကွင်းလေကသူတို့အတွဲမိပြီးသားအတွဲအထိုင်မဖြတ်တာမှန်တယ်ဆာလတ်ကအခုဒီဘက်ပွဲတွေနှစ်ပွဲသုံးပွဲလောက်ရှိပြီသူနှစ်ဂိုးလောက်ရလိုက်တဲ့အချိန်မှာ confidence ပြန်တက်လာသိတာတယ်ကစားတာကောင်းလာတယ်ပထမပိုင်း quiet ဖြစ်တယ်ဒုတိယပိုင်းမှာတော်တော်လေး threat လုပ်ပြတယ်ဆိုတော့ liverpool က confidence gain ပြန်ဖြစ်ပြီးအခု manchester city ရဲ့ etihad ကွင်းကိုသွားကန်မယ်ဆိုတော့သူတို့လည်းအခုတကယ်ဆိုရင် liverpool က international break တော့လိုချင်မှာမဟုတ်ဘူးဘာလို့ဆိုတော့သူတို့ confidence ပြန်ကောင်းနေပြီ နှစ်ပွဲစတိုက်ပြဗီလာအိုနိုင်ရဲမတွက်ကိုနိုင်ကလင်းရှိတွေကြီးပဲယူထားတဲ့အချက်ချက်ပဲမတွက်ပွိုက်တော့ပြုလို့ကြည့်ရှင်လီဗာပူးဘာမှမလုပ်ပြနိုင်ဘူးဘာမှမလုပ်ပြလို့မြန်မနေ့ကလီဗာပူးစင်ကလည်းအန်ဖီကိုလာပြီးဘာမှမလုပ်ပြနိုင်ဘူးဒီအလွန်ဆိုရဲ့အသင်းဒီနေ့လည်းအလွန်ဆိုရဲ့ရဲမတွက်နဲ့ဘာမှမလုပ်ပြနိုင်ဘူးဘာလို့လဲပရီးမီယာလိဂ်ကတည်းကတော်တော် strong ဖြစ်တယ်ဆိုတဲ့အချက်ပဲပရီးမီယာလိဂ်ကလည်းတော်တော် strong ဖြစ်တယ်လီဗာပူးရဲ့ defensive ကမနေ့ကလိုမျိုးခံစစ်တည်ငြိမ်နေမတွက်ရဲ့တူးချင်း တပိုင်းလုံးမှာဗျာကျွန်တော်တို့ဂျူးပါလင်ကတခါလားကန်လားဟိုပထမပိုင်းမှာတခါဒါပဲရှိတယ်ဂျူးပါလင်ကတခါအမ်ပတ်ပေးတခါဒါပဲတပွဲလုံးမှာမမတက်ရှိပြီဘာမှတော့မဖမ်းလိုက်ရဘူးဒါအင်္ဂလိပ်ကလပ်တွေရဲ့ physical အင်္ဂလိပ်ကလပ်တွေရဲ့ defensive set piece ဒါတွေကတော်တော်လေးအားကောင်းလာတာသိရတယ်တော့အခုလက်ရှိမှာအာနီစလော့ရဲ့အသင်းကအဲ့နိုင်ပွဲကသူတို့အတွက် tender round ဖြစ်ပြီးပြန်ပြီးတော့ confident ရပြီးတော့ဒါသူတို့အရင်လိုပုံစံကောင်းကိုဆက်ပြီးတော့ဒါဒီအချိန်နဲ့ဆက်ပြီးတိစောက်နိုင်မလားဘလို့မြင်ကြလဲ ကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်